ဟောနေရာဒီဒီမှာရှိကြတဲ့မြန်မာနိုင်ငံသားတိုင်းရင်းသားညီကိုမောင်နှမများအားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ဗမာမြို့သားဒေါ်လာရဲတက်မတော်အနေနဲ့ဒီ2025ခုနှစ်မှာစစ်စင်ရေးကိစ္စရပ်တွေအပါအဝင်လိုအပ်တဲ့ဒေါ်လာရဲတာဝန်တွေကိုဆက်လက်ထမ်းဆောင်နိုင်ဖို့ရန်အတွက်ဘတ်ဂျက်ဖြည့်တင်ဖို့ဒီမတ်လ9ရက်နေ့ကနေပြီးတော့ဇွန်လ9ရက်နေ့ထိ3လတာ ကာလသတ်မှတ်ထားတဲ့ campaign တစ်ခုပြုလုပ်သွားမှာဖြစ်ပါတယ်။အဲ့ campaign ကိုတော့ကျွန်တော်တို့ project 2025လို့အမည်ပေးထားပြီးတော့ target ကတော့ဒေါ်လာ5သိန်းကျွန်တော်သတ်မှတ်ထားတာရှိပါတယ်။ကျွန်တော်တို့ပမာမြေသားဒေါ်လာရင်းတက်မလို့အနေနဲ့ယခုချိန်အထိလူလူရဲ့ပံ့ပိုးမှုတစ်ခုတည်းကိုလည်းအားပြုရပ်တည်နေရတဲ့အတော့ဒီ campaign လေးမှာအတတ်တရောနဲ့ပါဝင်ပေးချစီလိုပါတယ်။ကျွန်တော်တို့ဘက်ကလည်းဒါကိုရဲရဲဝံ့ဝံ့နဲ့ပုံမှန်လင်းလင်း တောင်းခံပါတယ်။ဘာဖြစ်လို့အဲ့လိုရဲဝုံပုံမှန်လင်းလင်းတောင်းခံရဲတယ်လဲဆိုတော့ကျွန်တော်တို့ဗမာမျိုးသားဒေါ်လိုင်းတက်မလို့ရဲ့ဒီတာဝန်ထမ်းဆောင်မှုကိုဒေါ်လိုင်းအစကနဦးကလေးကအားလုံးလေးလာကြည့်လို့သိရှိနိုင်ပါတယ်။ကျွန်တော်တို့ကတာဝန်ခြေပွန်မှုကိုအမြဲအလေးကြီးပြုပြီးတော့ထမ်းဆောင်ခဲ့ကြပြီလေဖြစ်ပါတယ်။အဲ့ဒီမှာ2021ကနေဒီ2022 2023 2024ကာလတလျှောက်ကျွန်တော်တို့ကဒုံမီကနေပြီးတော့ ခုမောင်းပြက်လက်နက်တွေကင်တဲ့အထိအဲလူလူရဲ့ပံပိုးမှုရှိလာတာတွေအပေါ်မှာအကောင်းဆုံးအလေလို့မရှိကင်ကြွယ်အသုံးချပြီးတော့ဒေါ်လာရေးကိုထမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်အနည်းဆက်ဆုံးကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့2024ခုနှစ်မှာကျွန်တော်တို့လူလူစီကပံပိုးမှုကျွန်တော်မှတ်မှတ်ရရတိန်းတောင်းပြုလုပ်တဲ့ကမ်ပိန်းမှာကျွန်တော်တို့6500ရခဲ့တယ်နောက်တိန်း3000လုပ်တဲ့ကမ်ပိန်းမှာတိန်း3000အပြည့်ရခဲ့ပြီးတော့တိန်းတောင်းမပြည့်တဲ့ငွေနဲ့ ကျွန်တော်တို့2024မှာမျိုးသိန်းဆက်စင်ရေးတခုပြုလုပ်ခဲ့တာရှိပါတယ်ဒီဆက်စင်ရေးကအကြီးစားဆိုပေမဲ့လို့ကျွန်တော်တို့အခြားသိငယ်တဲ့ဆက်စင်ရေးတွေစကြောင်းဖြတ်တော့တိုက်ခိုက်မှုတွေလည်းကျွန်တော်တို့လုပ်ခဲ့တယ်တပိုင်းနှစ်ထဲမှာလည်းအားလုံးသိတဲ့အတိုင်းပဲလူလူရဲ့ဒီအခက်ခဲတွေကိုလမ်းမဆက်တွေစသဖြင့်ကိုင်ကြီးဖြည့်ရှင်းဆောင်ရွက်ခဲ့တာတွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီရှိမှအမြဲတမ်းပြောခဲ့တယ်လို့လူလူကတစ်ချက်ပေးရင်ကျွန်တော်တို့ကအဲ့ဒါကို နှစ်ချက်ကိုရအောင်အသုံးပြုမယ်။နောက်ကျွန်တော်တို့အင်အားနဲ့30ဘိုးလောက် site ထုတ်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်ကြမယ်ဆိုတဲ့အတိုင်းပဲ။အဲကျွန်တော်တို့ဒီ2025မှာလဲဒါဘယ်လိုပဲဖြစ်ဖြစ်အားနာပြီးဖြစ်စီပေါ့။နောက်ကျွန်တော်တို့ဟိုလူတို့ကိုရဲဝုံမပုံပုံလင်းလင်းမဲ့ဒီဒေါ်လာ5သိန်း campaign လေးကိုပြုလုပ်တောင်းခံပါတယ်။အဲ့ဒီအတွက်လဲ2025မှာလူလူဂျေနတ်အားရလောက်တဲ့ ဒေါ်လာရဲ့တာဝန်တွေထမ်းဆောင်ဖို့ကျွန်တော်တို့တာဝန်ထားပါ။အဲကျွန်တော်တို့အကောင်းဆုံးစ조사သွားမယ်ဆိုတာကိုကြည်ပေးပါတယ်။ကျွန်တော်တို့ကစစ်ကတည်းဟိုလက်နက်ခဲယမ်းနေနဲ့ကျွန်တော်တို့တိုက်ရပါတယ်။ဒီလက်နက်ခဲယမ်းတွေကလူလုံးပစ္စည်းတွေထဲမှာအာတံပိုးအကြီးဆုံးငွေကြေးအများကြီးအသုံးပြုရတဲ့ဈေးကွက်ထဲနေဝယ်ယူခဲ့ချရတာဖြစ်ပါတယ်။ကျွန်တော်တို့ဗမာမြို့သားဒေါ်လာရဲ့တက်မတော့အနေနဲ့အဲဒီထဲထဲဝင်ဝင်တည်တဲ့ပုံကိုယ်တွေအားလုံးလဲ ဒါနားလည်ကြလိမ့်မယ်ထင်ပါတယ်ကြားတဲ့ငွေနဲ့နော်ဒီထောင်ထားတဲ့တက်နဲ့ဒါကျွန်တော်တို့ထိုက်တာအောင်စူးစမ်းနေကြတာရှိတယ်အခုဆိုရင်လည်းဒါကျွန်တော်တို့ရဲ့ဒေါ်လာရေးတာဝန်တွေကိုဆက်စင်ရေးလုပ်ငန်းတွေအတွက်ဒါမဟာမိတ်တွေဘက်မှာကျွန်တော်တို့အင်အားတွေပါဝင်ပြီးတော့လှုပ်ဆောင်နေကြတာရှိတယ်နည်းနည်းသစ်တွေမှာဒေါ်လာရေးရန်ညားကိုချဲ့ထွန်နိုင်ဖို့ကျွန်တော်တို့စူးစမ်းနေတာလည်းရှိတယ်အဘယ်ဖြစ်ဖြစ်ကျွန်တော်တို့ကလူလူရဲ့အကျိုးစီးပွားကိုဦးထိပ်ထားပြီးတော့ လူတို့ပေးအပ်လာတဲ့ပံ့ပိုးမှုတွေကိုစနစ်တကျအသုံးချသွားမယ်ဆိုတာလည်းကျွန်တော်တို့ကြိပြုပါတယ်ဒါကြောင့်မို့လို့ဒီမတ်လ9ရက်နေ့ကနေဇန်နဝါရီ9ရက်နေ့ထိပြုလုပ်သွားမယ့် campaign လေးမှာတရတတအားပါဝင်အဖြစ်ပေးကြပါအောင်လို့ကျွန်တော်အနေနဲ့ဒီအမာမြတ်သားတော်လိုင်းရဲ့တက်မတော်ရဲဘော်အားလုံးနဲ့အညာပြည်သူလူထုကိုစားလေးစားစွာနဲ့တောင်းခံအပ်ပါတယ်ကျွန်တော်တို့အထက်ထက်ကြိပြုလိုတာကတော့ဒီငွေကြေးတွေကိုကျွန်တော်တို့ရဲ့ကိုကြိုးတစုံတရာအတွက် လုံးဝအလေလွန့်ခံမှာမဟုတ်ပဲအသုံးပြုမှာမဟုတ်ဖ ೇನೆ ကျွန်တော်တို့လူလူတွေမျောလင်းတဲ့တရားမြတ်တာလွတ်လပ်ငြိမ်းချမ်းမှုနဲ့လူတို့ဘဝကွန်ပျူတာတက်မှုကိုရှေ့ရှုတဲ့တော်လိုင်းရေးနိုင်ငံရေးလုပ်ငန်းတာဝန်တွေအတွက်အသုံးပြုသွားမယ်ဆိုတဲ့အကြောင်းလဲဂရုတစ္စာပြုအပ်ပါတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးကိုယ်စိတ်နှလုံးရှင်ပြုံးချမ်းမြေ့ကြပါစေလို့ဆုတောင်းမြတ်တာဘုရားရင်နဲ့ကျွန်တော်ရဲ့ မြတ်တာရက်ခံတိုက်တွန်းချက်လေးကိုဒီမှာဆက်ပါ